ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဖွားမဲစိတ်နဲ့ကြောက်အံ့ရွာမှာကဝေအိုဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေ။ အချိန်ကညနေနေပြီဖြစ်ပါတယ်။မဲမောင်နေတဲ့တောကြီးအတွင်မှာအလင်းအောင်ဆိုလို့မိမပြတ်အောင်ထင်းချောင်းတွေထည့်ထားရဲမိဘုံလျာအလင်းသာရှိတာပါ။မိဘုံရဲ့နေပေမှာတော့ဖွားမဲစိန်ရှင်ညုံနဲ့မောင်အုံတို့ဟာအရွက်များကိုခင်းပြီးအိတ်နေကြနေပေမဲ့လေတော်တော်ခမ်းတဲ့မောင်တို့ကတော့အကျဉ်းကြီးလေးတောက်ရင်အနေလာခင်တတိပေးနိုင်မှုအတွက်စောင့်နေခဲ့ကြပါတယ်။တူဝရီနှစ်ယောက်စကားလေးတပြောပြောနဲ့ထိုင်နေတဲ့အချိန်မှာအီးဟိုနားပင်လှုပ်သွားတယ်ဗျ။မော်တော်တတိပေးလိုက်တော့ဒေါ်နော်ခန်းလေးထကြည့်ပါရယ် ကြည့်နေတဲ့အချိန်မှာအဆမပြတ်လှုပ်လာတဲ့အပင်ငယ်တို့ကြောင့်မောင်တူဟာဓာတ်ကိုကျစ်စ်ပေါင်းဆုပ်ကင်ထားတယ်။တော်တော်ခန်းကလည်းသူ့ရဲ့လွယ်ရည်အတွင်အားကြောက်ဖို့ကိုထောက်ယူလိုက်တယ်။ဘာလို့လဲ။တော်တော်ခန်းကမြင်လိုက်တဲ့လက်ကလေးတွေကြောင့်အော်ကမေးလိုက်ခြင်းမှာထွက်လာခဲ့လိုက်စပီးပုံးနေမယ်ဆိုရင်ငါအဆုံမဆိုကြနဲ့နော်။တော်တော်ခံပြောတော့တစ်ပင်လေးတွေအကွေအနေထွက်လာတာကခုနှစ်နှစ်အရွယ်ကလေးလေးနှစ်ယောက်ပါနှစ်ယောက်စလုံးကစပင်ရှည်လေးတွေနဲ့မိန်းကလေးတွေပဲဖြစ်ပါတယ် မျက်နှာသားလေးတွေကပြုံးရည်နေကြပြီးတခက်ခင်နဲ့ရီမောနေခဲ့ကြပါတယ်။ညီတော်ကဘသူတွေလဲ။ချမ်းလို့တမီးတို့မီးလောင်ခြင်းလို့ဟုတ်တယ်မီးလောင်ခြင်းနဲ့အသက်တိုးတိုးလေးတွေနဲ့ဒေါနော်ခန်းကပြောတော့ဒေါနော်ခန်းကသူတို့လေးတွေကိုစိုက်ကြည့်နေခဲ့တယ်။အရှိခလေးတွေပဲဗျ။သူတို့ကဘယ်ကနေများရောက်လာကြလဲ။ဒီလိုတော်ရဲမှာတွေ့ရလူပြစ်နိုင်မှာမလားမောင်တို့ရဲ့။ကဲကဲခလေးမတွေညို့တခြားကိုသွားကြဒီမှာတော့လိုင်းမနှောက်ရှက်ကြနဲ့နော်။အဲ့ဒါလိုမှမဟုတ်ကျုပ်ကညာနေမှာမဟုတ်ဘူး။ ဒေါ်နာခန်ရဲ့စကားကြောင့်သူတို့လေးတွေမျက်နှာညှိုးသွားကြတယ်။ဘာလို့ညာလဲ။သွားကြလေ။ဒေါ်နာခန်ကငေါတော့လှည့်ပြန်သွားကြရှာတယ်။တစ်ပင်လေးတွေကြားထဲတိုးဝင်ပြောက်ွယ်သွားကြတယ်။အရင်နဲ့ကိုကြီးတို့ဟောရှင်ညိုတော်နိုးလာပြီပဲ။ရှင်ညိုဟာမိဖို့ဘေးမှာထိုင်နေပြီဖြစ်ပါတယ်။အကြီးတို့အိတ်လိုက်ကြအောင်ကျုပ်ကအေးဝပြီ။ဟုတ်ပြီရှင်ညို။ဒါဆိုအကြီးတို့အိတ်လိုက်တော့မယ်။အကြီးအိတ်နဲ့လိုက်ပြရှင်ညိုတောက်ထွဲဖြစ်နေမှာဆိုလို့ကျုပ်စောင့်လိုက်ပါအောင်မယ်။ မဆောက်မှနေတော့ကိုကြီးတို့ရဲ့တော်နေလောက်မှပဲကိုကြီးအုံချုပ်နှုတ်လိုက်ပါမယ်။အေးအေးအေးတခုဆိုရင်ငါတို့နှုတ်နော်ရှင်ညိုမောင်တိုးရဲ့စကားကိုရှင်ညိုကကောင်းညင်ရင်မိဖို့နဘီမှာကတ်ကားထားတဲ့အကျဉ်းကြီးအူကိုကောက်ယူလိုက်တယ်။ပြီးရင်တော့ဝဇတဲထဲ့ငယ်ပြီးတော့ယူသားလိုက်တယ်။တော်နော်ခန်းတဲ့မောင်တိုးတို့လည်းအိပ်ပျော်သွားပါပြီ။မမတစ်ပင့်အကွယ်ကနေခွန်ရဲ့အတန်ရှင်ရှင်ညိုမျက်မှောက်ကျုံပြီးတော့ကြည့်။ဆဆောကတော်နော်ခန်းနှင်ထုတ်လိုက်တဲ့ကလေးတွေဆိုတာရှင်ညိုသိရလေ။ ရှင်ညိုကအသာလိုက်ရခေါ်လိုက်တော့အဲ့ကလေးကရှင်ညိုထိုင်နေတဲ့မိဘုံတစ်ပြူရောက်လာကြတယ်။ထိုင်ကြလေမိလုံကျင်နေဆို။ရှင်ညိုပြောလိုက်တဲ့စကားကြောင့်ကလေးမလေးတွေပြောသွားကြတယ်။မိဘုံလေးရဲ့နှပေးမှာနှစ်ယောက်သားလုံးပြုံးပြုံးနေရှင်ညိုကြည့်နေကြတယ်။မင်းတို့ကဒီတော်ရဲမှာနေကြရလား။ရှင်ညိုမိတော့ကလေးမလေးတွေပြိုင်တူကောင်းကြီးကြတယ်။ဒီလိုဆိုရင်ကြောက်အံ့ရောမင်းတို့သိကြမှာပေါ့။ရှင်ညိုမိတော့ကလေးမနှစ်ယောက်ကကြောက်လန့်တဲ့ဟန်နဲ့ဘေးပညာကိုကြည့်ကြတယ်။ရှင် အဲ့ရွာကြောင့်မပြောနဲ့မမသူကြားလိမ့်မယ်ရှင်ညိုမျက်နှာဝိုင်းလေးနဲ့ကောင်မလေးကပြောရှာတယ်ဘာလို့လဲမင်းတို့သိရမဟုတ်လားကောင်မလေးတွေကောင်းငိတ်ကြတယ်ဒီလိုဆိုရင်တော့အဲ့ရွာကိုလက်ညှိုးပေးလို့ရမလားကလေးမရှင်ညိုရဲ့စကားကိုမဖြေကြဘဲတယောက်မျက်နှာတယောက်ကြည့်နေကြတယ်ပြီးရဲ့အခါမှာမျက်နှာဝိုင်းလေးနဲ့ကောင်မလေးကမမကသဘောကောင်းလို့ကြုတ်တူပြောပြပါမယ်ဒါပေမဲ့အဲ့လူကြီးကကြောက်စရာအရန်ကောင်းတယ်နော်မမမင်းတို့ကသူ့ကိုတွေ့ဘူးကြတယ်ပေါ့ကောင်မလေးတွေကောင်းငိတ်ပြန်တယ် ကျွတ်တို့ဒီတော်ရဲမှာနေနေတာကြားလာပြီအဲ့လူကြီးရောက်လာတော့ကျွတ်တို့ကိုခေါ်ပြီးသူ့လက်အောက်မှာထားသေးတယ်။နောက်မှကျွတ်တို့ကလေးတွေဆိုပြီးလှုပ်ထားတာဒီတော်တစ်ခုလုံးကလည်းသူ့လက်အောက်မှာပဲမမရဲ့ကလေးမလေးရဲ့စကားကြောင့်ရှင်ညိုစဉ်းစားနေခဏကြာတော့မှမင်းတို့ကရောယုံကြည်လို့ရရဲ့လားမင်းတို့ကသူ့လက်အောက်ကဆိုတော့တို့တွေလှည့်စားနေကြလားအဲ့လိုမေးတဲ့ခါမှာကောင်မလေးတွေပြပြတလဲခေါင်းကိုခါရမ်းကြတယ်မဟုတ်ရပါဘူးမမရဲ့မမရောကျုပ်တို့တွေဘာလုပ်ပေးရမလဲ နေယမမယောင်ကျုပ်ပြောပြမယ်အဲ့လူကြအတော်ဒေါသထွက်နေတာသူ့ဘေးနာသူ့တပည့်တွေနဲ့တစီကြီးတွေဆိုသူ့ဒေါသကြောင့်လို့အနာတော့မကန်ရဲကြဘူးဒီကဝေရလူတွေဖန်းခေါ်တတ်တာကိုအမသိတယ်ဖန်းခေါ်တဲ့လူတွေကိုသူကဘာလို့ပြစ်တာလဲဘာလို့ပြစ်ရမှာလဲမမရဲ့သူ့ဖန်းခေါ်လာတဲ့လူတွေရဲ့ဝိညာဉ်တွေကိုစုပ်ယူပြီးတော့သူ့ရဲ့တတန်ကိုစန့်ထုတ်နေရလေ သူ့ရွာထဲမှာဆိုရင်လူအယိုးရိကြီးပဲမထင်မထင်တယ်လို့သူ့ရဲ့တပည့်တွေကိုလည်းအတုံးချတတ်သေးတယ်။ဒါတော့ညီမတို့ပဲတည်တာမမရဲ့။ဘာကြောင့်ဆိုညီမတို့ကသူ့ကိုချောင်းကြည့်နေတတ်လို့လေ။အမတို့ကကြောက်အံ့ရွာကိုရှာနေကြတာ။အမတို့လမ်းညွန်ပေးလို့ရမလား။လမ်းညွန်ပေးုံနဲ့မကောက်လိုက်ပါပို့ပေးမယ်မမ။ဒါပေမဲ့ကြောက်အံ့ရွာကိုညနေခင်းပိုင်းမှာရှာလို့ရမယ်မမ။နေခင်းပိုင်းဆိုရင်တောနဲ့ထဲမှာရောက်နေမှာ။ဘလို့ကြီးလဲ။ဒါကကြောက်အံ့ရွာရဲ့ထူးခြားချက်ပဲမမ။ဒါဆိုတို့တွေဘလို့ရှာရမလဲ။ မနေ့ပြန်ညနေဆောင်လာနဲ့ညောင်ဆူဆူကိုသွားရမယ်မမမိုးချုံကျုပ်တို့လည်းအတူတူလိုက်လာခဲ့ပါမယ်ရှင်ညိုလည်းကောင်းကျင်လိုက်ပါတယ်မအောင်တယောက်ဝါကနဲ့တစ်ချက်တန်းရင်နဲ့နူလာခဲ့တဲ့အခါခလေးမလေးလည်းနေရာကနေပျောက်သွားပါတယ်နာမည်လေးတောင်မမေးလိုက်ရပါလားရှင်ညိုကအဲ့လိုရေရွမိတော့ရှင်ညိုတော်တော်ဘာပြောနေလဲဘာပြောပါကိုကြီးအိုးရင်ချင်းဒီမောင်းထုံနေရပါချင်း အေးဟာတောချင်ကြီးတွေမို့ထင်နေအကောင်ကြီးကကြီးကြက်ပဲမအောင်နဲ့တူတူစကားထိုင်ပြောနေရင်းနဲ့ရှင်ညိုတယောက်မိုးလင်းကန်နီမှာပြန်ကအိပ်ပြောသားခဲ့ပါတယ်ရှင်ညိုနိုးလာတော့မောင်တူရူကထမင်းအောင်ချက်ပြီးနေပြီးမနက်စာတူတူထိုင်စားခဲ့ကြပါတယ်မနက်စာစားပြီးတဲ့အခါမှာတော့အဖွာကျတို့ဒီနေရာမှာပဲနေဆောင်နေတည်နေကြရမယ်ထင်တယ်ဘာလို့လဲသမီးရဲ့ ညာကြောက်အံ့ရွာရဲ့အကြောင်းကြုတ်သိလိုက်ရတဲ့အဖွာကြောက်အံ့ရွာကအခုချိန်ဆိုရင်တောနယ်ကြီးထဲမှာရှိနေတာတဲ့ညနေဆောင်မှာကျွတ်တူတွေရှားလွယ်မယ်လို့ပြောကြတယ်ပြောကြတယ်ပြောကြတယ်ဆိုတော့ကျွတ်သမီးဘသူကများလာပြောတော့လေဤအမှန်တိုင်းပြောရရင်ကျောင်းညကလေးမတွေနဲ့စကားပြောပြတဲ့ဖွာကလေးမလေးတွေကဒီတော်ရဲမှာနေတဲ့မကျွမလို့ဝိညာဉ်လေးတွေပဲဖွာရဲ့ရှင်ညိုကဖွာမယ်စိန်ကိုအကြောင်းစုံပြောပြရှာတယ်။အော်ဒါဖြင့်ညကအရှိတို့တွေကလေးမတွေပဲဖြစ်ရမယ်။သူတို့ကိုယုံကြည်လို့ဖြစ်ပါမလားရှင်ညိုရဲ့ ဒါတော့ကျုပ်တို့ဘာသာစဉ်းစားမှာပေါ့အရှိကျုပ်ထင်တော့ယုံကြည်ရလောက်ပါတယ်အစ်လေးညီပြောတယ်လို့ပဲအရှိတို့ညနေမှာရှာရတော့မှာပေါ့ညနေထီစားမယ်ဆိုရင်တော့အချိန်အလကားမဖြစ်စေကြနဲ့အောင်ကိုစိတ်ကိုတည်ညာမွေးမြူထားကြဟုတ်ကဲ့ဖွာဖွာမေစင်ကရှင်ညိုတို့ကိုပြောပြီးတရားထိုင်ပရိစိတ်နေခဲ့ပါတယ်ရှင်ညုံနဲ့ဒေါ်နော်ခန်တို့ကလည်းနေရာတီးတီးမှာရွေးချယ်ကားထိုင်ကြပြီးဖွားမဲ့စိန်နီတူတရားထိုင်နေခဲ့ပါတယ် ကျရင်တဲမောင်တူနဲ့မောင်အုံးကတော့ဖောမေစိန်တို့မနှောက်ရှက်လိုရာကြောင့်မလမ်းမကမ်းမှာသွားထိုင်ပြီးမပြင်းရလေအောင်စကားပြောနေခဲ့ကြပါရဲ့။နေဆောင်တဲ့ခါတော့မှဖွာသူတို့သွားကြစို့မြောက်ဆုစုမှာကြောက်ရွံ့ရှိမှရှိသူတို့ရှားကြတာပေါ့။မောင်အုံးနဲ့မောင်တူပါရှိရနေသွားပြီးအပင်တွေကိုဓာတ်နဲ့ခုတ်ပြီးလမ်းရှင်းပေးကြတယ်။လမ်းရှင်းရေးသွားရမှုခီးရတော့တိတ်မတွင်ပါဘူး။မြောက်ဆုစုမှာကြောက်ရွံ့ရှိရဲဆိုတဲ့စကားကြောင့်ထွက်လာကြတာမိုးတော်မှချုပ်ပါပြီ။ မိုးချုပ်လာတာကြောင့်အသင့်ပြင်ထားတဲ့ရေနံစီဆွထားတဲ့မီတိုတွေကိုမင်းညီပြီးဆက်သွားကြရတယ်။ရှင်ညိုကသူတို့နဲ့မလန်မကန်မှအတူလိုက်လာတဲ့ကလေးမနှစ်ယောက်ကိုတွေ့လိုက်တယ်။ဘွားမေစိန်နဲ့ဂျွန်တော်ခန်တို့ကလည်းအဲ့ဒီကလေးမလေးတွေသတိထားမိတယ်။အားလုံးရလိုက်။ရှင်မဆက်တန်းနေဖြတ်ထားတယ်။ဘွားမေစိန်ကမော်တိုရိုတန်းမြက်လိုက်တယ်။သမီးနော်ခန်ဒီကဝေအိုနဲ့ဘွားရရဲ့တိုက်ပွဲကဒီညမှာစပြီပဲ။ဆက်တန်းနေဖြတ်ချလိုက်တော့ဤ။ဟုတ်ကဲ့မေ။ဂျွန်တော်ခန်ကဝေအိုရဲ့တပည့်တွေဖြန့်ထားခဲ့တဲ့ဆက်တန်းလေးကိုဖြတ်စည်းပြလိုက်တယ်။ စက်တန်းတွေဖြည့်ဆည်းလိုက်ခြင်းကဝေအွားသိနိုင်တယ်လေဒီအခါသူ့ကိုရှင်ပြူမဲ့လူတွေရောက်နေပြီဆိုတာကိုလည်းသူသိသွားတယ်မောင်တော်ရုံယောက်ကအယူရုံရဲ့နောက်မှာပဲနေကြတော့ဒေါ်နာခန်းလည်းတတိပေးလိုက်တယ်ဒေါ်နာခန်းနဲ့ရှင်ညိုတို့ကရှေ့ကနေဦးဆောင်မျိုးဆက်သွားကြတယ်မကြပါဘူးတပင်ကြောင်ကြီးရှိရစီရှင်ညိုတို့လှမ်းမြင်ရပြီအမောင်ထဲမှာတပင်ကြောင်ကြီးမှာရစ်ပတ်ထားထမင်းစားရရလေထဲမှာတူလူလူလွင့်ပြန်နေရအဲ့မြင်ကွင်းကအမောင်တို့အတွင်မှာမကောက်စိုးဝါးကြီးတကောင်ကခုံနေရတဲ့အောင်မှတူနေရပေါ့ တပင်ကြောက်ကြီးရဲ့အရှိူရောက်တာနဲ့အတန်နေက6ကတ်နေရွာကြီးအတွင်းစီကနေလူတွေထွက်လာခဲ့ကြတယ်။အဲဒီလူတွေကကဝေအိုရဲ့လက်အောက်ကတပည့်တွေပေါ့။ဟက်ကောက်မာရီကိုတေရင်ကိုလာတူးကြပေါ့။အနောက်မှာရောက်စမ်းညောင်လဲပါတာပဲ။တခင်ကြီးအတွက်အစားလာပို့တာထင်။မိမကြီးတွေကဖွားမဲ့စိန်တို့ရန်ဆောင်ပြီးတော့ပြောကြပါတယ်။ငါတို့ကပဲတေရင်လာတူးသလားနင်တို့အတွက်ပဲမတားကျင်းလာဖို့ပြီးသလားဆိုတာသိကြတယ်ဆိုရင်တော့ပြိုင်ကြည့်ကြလေ။အောင်းမေကောင်းမတို့တွေကိုလာဆန်းကျင်နေအောင် စမ်းသလားတော့မသိပေမဲ့နင်တို့လင်တယောက်ကိုတော့ငရဲပုတ်ပေးလိုက်ပြီဟဲ့အခုကနင်တို့ရဲ့လင်ကြီးအလှဲ့ပဲဂျော်နော်ခန်ဆုံးမတော့နဲ့အပြိုင်အော်ဟစ်ပြီးတော့ရန်ဆောင်ပါတယ်စကားမရှိနဲ့ငါတို့အမကြီးနဲ့အရင်ပြိုင်ကြည့်နင်နိုင်နင်အသက်ကိုချမ်းသာပေးမယ်နင်မနိုင်တော့ငါတို့လက်ချက်နဲ့သိပြီးလို့သာမှတ်စမ်းကြည့်လိုက်လေနော်ခန်းဆိုတာဘလို့ကောင်မလဲဆိုတာနင်တို့တွေသိရမှာပေါ့ဂျော်နော်ခန်းနဲ့ဆုံးမတွေကပညာအမြင့်ဆုံးဆုံးမတွေရဲ့တိုက်ပွဲကစပါပြီရှင်ညိုကဘေးကိုသွားပြီးတော့ကြည်နေကြတယ် ော်နော်ခန်းကိုဆုံးမကသူ့ရဲ့ပညာတွေကိုထုတ်ပြီးရေကုန်ရေကန်တိုက်ခိုက်တယ်။အရေးပြန်တိုက်လေ။အရေးပညာတွေထုတ်လေဗျာ။ဆုံးမအသာစီးရနေရာကြောင့်မော်တိုရိုကဒေါ်နော်ခန်းကိုအမရစွာအော်ပြောကြတယ်။မောင်ရင်တို့ဖွားမိတ်စင်တာတော်မှသူတို့လည်းအတန်တိတ်သွားကြတယ်။ရှင်ညိုကတော့ဝင်မပြောဘဲရက်ပြီးသားကြည့်နေတယ်။ဆုံးမအဖွဲရီတဲကမိမငယ်တယောက်ကရှင်ညိုစီကိုစူးစမ်းသလိုကြည့်နေကြတာကိုဖွားမိတ်စင်တတိထားမိခဲ့တယ်။တိုက်ပွဲကလည်းအချိန်ကြာလာတာနဲ့အမျှပို့ပြီးတော့လည်းပြင်းထန်လာပြီ။ စုံးဆက်တန်းနေအလင်းနေရာပတ်ဝန်းကျင်တစ်ခုလုံးအလင်းပေးနေတယ်လို့ရှိနေရ။စုံးမကြီးကလည်းပညာကုံထုတ်သုံးပြီးတော့တိုက်ခိုက်နေတဲ့တဖြည်းဖြည်းအပြော့လာပုံရတယ်။ဒီအချိန်ကိုစောင့်နေတဲ့ဒေါ်နော်ခန့်သူ့ရဲ့ပညာတွေထုတ်ပြီးတော့တိုက်ခိုက်တဲ့အတွက်စုံးမကြီးကဒေါ်နော်ခန့်ရဲ့အင်းများဆက်တန်းများကိုမရှောင်နိုင်တော့ပဲတိတ်တိတ်ကြီးတိုးဝင်ပြီးတော့တေဝဲဝင်ရပါပြီ။ကဲဘယ်နဲ့ရှိစားလူလူစုံးမအပြော့ရှာတာပဲ။ဒေါ်နာခန်ရဲ့စကားကြောင့်စုံမရီခံအားခက်စွာကြည်နေကြတယ်။ကျုပ်စိန်ခေါ်တဲ့သူကို ရှင်ညိုလညိုထုတ်ပြီးတော့ပြောလာတဲ့ဆုံးမငယ်တယောက်ရှင်ညိုစူးစမ်းတယ်လို့ကြည်နေတဲ့ဆုံးမပါနေုံနင်တို့ရဲ့ဂတိကိုတီးကြလေအခုငါတို့ဘက်ကနိုင်ပြီဒီတော့နင်တို့ရေလမ်းဖယ်ပြီးကြဂျွန်နခန်ရှင်ညိုတားလိုက်ပြီးဆုံးမတို့ကိုပြောပါတယ်ဆုံးမတို့ကလည်းမတက်တာတဲ့အစုံလမ်းဖယ်ပြီးကြတယ်ဖောင်းမယ်စိန်တို့လည်းဆုံးမတို့ဖြတ်ကျော်ပြီးရွာရဲကိုဝင်လာပါပြီအရိုးရိနဲ့ခင်ထားတဲ့လမ်းကိုမြင်ရတော့မောင်တူတို့အံ့ဩနေကြတယ်လာကြလာကြဧည့်သည်တွေကိုတေးချဧည့်ခံကြစမ်း လူအိုကြီးတယောက်ရဲ့အတန်ထွက်ပေါ်လာတာပါအတန်ပိုင်ရှင်တော့ဖွမ်းမဲ့စိန်တို့တွေမတွေ့ကြပါဘူးဒါပေမဲ့ဖွမ်းမဲ့စိန်တို့ကိုဝိရုံနဲ့နဲ့မကောင်းစွာရီဝိုင်းရံလို့ထားပါတယ်ဖွမ်းမဲ့စိန်ကလည်းချက်ချင်းပဲသူ့ရဲ့တောင်ဝင်းနဲ့စီးတစ်ခုတားလိုက်တယ်မကောင်းစွာရီကလည်းလျှင်မြန်စွာနဲ့ပဲတိုက်ခိုက်တယ်ဒါပေမဲ့ဖွမ်းမဲ့စိန်တောင်းထားတဲ့စီဝိုင်းအတွင်းကိုဘယ်သူမှဝင်လို့မရပဲဖြစ်နေကြတာပါတော်သားရီချောင်းရမကောင်းစွာရီကဖွမ်းမဲ့စိန်တို့ရဲ့ဘေးဖိန်ညမှာဝိုင်းရံနေခဲ့တယ် ခြောက်ကက်ကက်ရှိမောတန်ကြီးပြန့်နှံ့လိုနေခဲ့ပါတယ်။ဖွာကျွတ်တူတွေဘာဆက်လုပ်ကြမလဲ။မောင်တိုရိုကဓာရီကိုကြက်ကြက်ပေါင်းဆုပ်ကိုင်းရင်မကောင်းဆိုးဝါးတို့ကြည့်နေခဲ့တယ်။ဖွာမေစင်ကသူ့ရဲ့နှခါတောင်ဝေးကိုမြေပေါ်ဒုံကနဲ့ဆောင်းချလိုက်တဲ့အခါအနီးမှာရှိရမကောင်းဆိုးဝါးတွေဝုံကနဲ့မြည်တဲ့အတန်းနဲ့တူအဝေးကိုလွင့်ဆင်သွားခဲ့ပါတယ်။ကိုနီကိုဟန်နဲ့ပဲရှင်းရတော့မှာပဲ။တမီးတို့ညီတို့အကောင်တွေခေါ်လိုက်။ဖွာမေစင်ရဲ့စကားကြောင့်ရှင်ညိုရိုကြောင်အန်းသွားတယ်။ဟဲ့ ညီတို့အဆောင်တွေရှိရကြုံမသိဘူးထင်နေကြလားခေါ်လိုက်သူတို့တွေချင်းတိုက်စီဖောမဲစိန်ထပ်ပြောတော့ရှင်ညုံနဲ့ဒေါ်နော်ခန်လည်းတယောက်မျက်နာတယောက်ကြည့်မိကြတယ်အဲ့နောက်ချက်ချင်းပဲသူတို့တွေမွေးထားတဲ့သေးအဆောင်တွေခေါ်ယူပါတော့တယ်ဖောမဲစိန်တို့ရဲ့စီအရှိမကြီးမားတဲ့ကိုရဲကြီးတွေနဲ့သရေကြီးတုံးကဝုန်းကနေနဲ့လာရက်တယ်တကောင်ကရှင်ညုံမွေးထားတဲ့ငနဲ့ကြီးဖြစ်ပြီးတော့ဇန်နဲ့နှစ်ကောင်ကတော့ဒေါ်နော်ခန်ရဲ့အဆောင်တွေပါတရေကြီးတုံးကမကောင်းဆိုးဝါးတို့နဲ့လုံးထွေးတပ်ပုတ်ကြပြီ ဟဲ့ကဝေးအိုနေထွက်မလာသေးဘူးလားနေမရရလေရှုံးကုန်ပြီလေဒါတော့နေကပုံးလို့မွာသေးဘူးလားဟဲ့ဖောင်းမယ်စင်ကကဝေးအိုကြားစီဖို့အတွက်អော်ပြီးတော့ပြောပါတယ်မလောက်လေးမလောက်စားလေးရညာငါ့ကိုစိန်ခေါ်ရဲသေးတယ်ဖောင်းမယ်စင်တို့တွေတွေ့ကြပါပြီစုံမရရဲ့အရှိမရက်နေတဲ့လူငယ်တူအသက်အပြင်းရော20ကျော်အရွယ်သားရှိသေးရပါထူးခြားချက်တစ်ခုကသူ့ရဲ့အတန်းအတော်အိုမင်းနေတဲ့လူကြီးတယောက်ရဲ့အတန်းမှာဖဲနဲ့လေ လူရရဲ့အသက်နဲ့ဘဝဆက်နေအတော်မှပြောခဲ့ရလားပြောရဲဆိုရင်လေဒီကနေ့ကနောက်ဆုံးပဲဖြစ်လိမ့်မယ်အမေညီကရောအတော်ဖြူစင်ခဲ့ရလားညီကဘယ်လိုဆိုတော့ကြုတ်တီးပြီးသားပါသိရင်လည်းအမှန်ကိုမြင်မှာပေါ့ကျုပ်လိုလူတော်မှာလူရေကောင်းကျိုးလုံနေခဲ့တရပဲအခုလေလူရေကောင်းကျိုးအတွက်တော့လူကဝေအိုလာပြီးတော့အဆုံးတက်ပေးရတာဖွားမယ်စိန်နဲ့ကဝေအိုတို့အပြန်အလှန်ပြောနေခဲ့ကြပါတယ်ငါပဲဘဝဆုံးမလားနင်တို့ပဲဘဝဆုံးမလားဆိုတာကြည်ရတရပေါ့ နေ့တော့အရင်ဆုံးတက်ပြီးနေ့ရဲ့ခေါင်းကိုဖြတ်ငါ့အပြင်မှာချိန်ထားမယ်ဟဲ့စကားကိုတလုံးချင်းစီတေချာပြောနေခဲ့ပါတယ်။ကဲဒီလိုဆိုရင်တော့ကျောက်ကလည်းပညာပြရသေးတာပေါ့။အဲ့လိုပြောပြီးတော့ဖွားမယ်စင်ကစီဝိုင်းနေရနေထွက်ပါတယ်။ကဝေအိုးကလည်းသူ့ရဲ့မယားတွေကိုနောက်ကိုဆုတ်ခိုင်းတယ်။ဖွားမယ်စင်စီကိုလက်တစ်ဖက်ကိုဆန့်ထုတ်ပြီးလက်သီးဆုပ်ဟန်ပြတော့မြေကြီးတွေတောင်မှတုံလာပြီးအဲ့မြေကြီးရဲ့အတွင်ကနေအယိုးငုံငုံထွက်နေတဲ့အယိုးကြောက်တွေတိုးထွက်လာတယ်။ အယိုးကြောင့်တရေရီကဖွားမဲဆိုင်ကိုအနီးကပ်ဖမ်းချုပ်ပြီးတက်ခိုက်ပို့လာကြတော့ဖွားမဲဆိုင်ကဂါထာတပုတ်ကိုရွတ်ပြီးတောင်ဝဲကိုဝုန်းကနေဆောင်ချလိုက်တော့အဲ့အယိုးကြောင့်တွေအဝေးကိုလွှင့်စင်ပြီးအပိုင်းပိုင်းပြက်ကုန်ကြတယ်။ဒီလောက်ကတော့ငါ့ရဲ့ပညာအသေးဆုံးရှိပါသေးတယ်။နောက်တနည်းထောက်ပါသေးရပေါ့။ကဝေအိုရဲ့အရှိတ်ကတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့တယ်။ဖွားမဲဆိုင်ရဲ့အရှိတ်ထဲကိုရောက်လာခဲ့ပြီးဖွားမဲဆိုင်ရဲ့အရေးကိုချုပ်ထားတဲ့အတွက်ဖွားမဲဆိုင်ကမြေပေါ်မှာတောင့်တောင့်ကြီးရပ်နေခဲ့ရတယ်။အဖေအမေကြီး ကဝေအိုဖွားမယ်စင်ရှုံးပြီလို့ရှင်ညိုတို့တွေထင်လဲကြတာကြောင့်စိုးရင်တကြီးနဲ့ဖွားမယ်စင်ကိုအခေါ်ကြတာပါဖွားမယ်စင်ကသူတို့ကိုပြုံးပြီးတော့ကြည့်တယ်ကဝေအိုကလည်းဖွားမယ်စင်စီကိုရောက်လာပြီးတော့သူ့ရဲ့မယားဆုံးမတယောက်စီကနေအသွားမြင့်နေတဲ့ဓာတ်တလက်ကိုလှမ်းယူလိုက်တယ်ဖွားမယ်စင်ရဲ့လေပင်အိတ်ထားနဲ့ရွှဲတော့ရှင်ညိုကအလျင်မြမဲ့အနားကိုရောက်လာပြီးကဝေအိုကိုသူ့ရဲ့စတန်နေနဲ့တိုက်ခိုက်ပါတော့တယ်ကဝေအိုကဖနောက်တစ်ချက်ပေါက်ပြီးရှင်ညိုရဲ့စတန်နေကိုဖျက်ချပစ်လိုက်ပြန်တယ် ီးရင်တော့ရှင်ညိုသူ့ရဲ့မျက်လုံးလေးနဲ့မျက်လုံးချင်းဆိုင်ပြီးကြည့်လိုက်တော့ရှင်ညိုလည်းချက်ချင်းဆိုသလိုအမြင်အာရုံတွေဝေဝါးသွားခဲ့တယ်။ရှင်ညိုတတိထားသူ့ရဲ့မျက်လုံးမကြည့်နဲ့ဒေါ်နော်ခန်ရဲ့တတိပေးစကားကြောင့် ရှင်ညိုရဲ့စိတ်တွေပြန်ဆုလိုက်တဲ့အခါကဝေအိုးရဲ့ညွတ်ချက်တရားနေတီတီလေးလွတ်လာခဲ့တယ်။ရှင်ညိုလည်းအားကုန်သုံးပြီးပြတ်သွင်းလိုက်တဲ့စတန်ကဝေအိုးရဲ့ပခုံးကိုဝုန်းကနေထိမှသွားခဲ့တယ်လေ။ကဝေအွာဒေါသတွေထွက်သွားပြီးတော့ရှင်ညိုနေရတဲ့မျက်လုံးလေးနဲ့စိုက်ကြည့်နေခဲ့တယ် နင်းကိုအသိတတ်ပြီးတော့အမောက်ချေပြမယ်ဟဲ့အဲ့လိုပြောပြီးမွေကြီးတစ်ကောင်အတွင်းကိုပြောင်းလဲသွားတယ်မျက်လုံးနီကြီးရင်းနဲ့တစ်ခုလုံးမဲနေနေတဲ့မွေဟောက်ကြီးကရှင်ညိုရံ့မှုပါတယ်မွေဟောက်ကြီးကရှင်ညိုပေါက်တော့ရှင်ညိုကမနှဲကိုရှောင်တိန်နေခဲ့ရတယ်ဒေါ်နော့ခန်းနဲ့အမောင်တို့ကရှင်ညိုအတွက်စိုးရင်တကြီးနဲ့ကြည့်နေခဲ့ကြရှာတယ်ကြောက်ကြီးတဲ့ဖွဲမတက်ရက်နေရဖွားမဲစင်ကမွေကြီးစီကိုလက်ညှိုးငေါငေါထိုးပြီးဟဲ့ဖိုးမောင်နင့်နာမည်ဖိုးမောင်မလားဟဲ့အဲ့လိုအော်ပြောတော့ ရှင်ညိုကိုယ်တော်မှရမ်းမမှုနိုင်တော့ပဲဖွားမယ်စိန်စီကိုသွားပြီးသူ့ရဲ့ကြီးမာတဲ့ကိုရဲကြီးနဲ့ရပ်ပတ်ဖို့လို့တော့ဖွားမယ်စိန်ရဲ့တောင်းဝေးကတစက်စက်တုံခါလာခဲ့ပြီးတဲ့နောက်နဂါတကောင်အသွင်ပြောင်းပြီးမွေကြီးကိုတက်ခိုက်ပါအောင်အဖအဖဘာဖြစ်သွားသေးလဲရှင်ညိုကဖွားမယ်စိန်စီအပြေးလာကမေးရှာပါတယ်ဖွားဘာမှဖြစ်ဦးသမီးအမေရှင်ညိုဖွားကျွတ်တို့နောက်ဆုတ်ကြအောင်မောင်တူရူကဖွားမယ်စိန်ကိုလာခေါ်ပါတယ် မွေကြီးနဲ့နှကားကြီးတို့ရဲ့လုံထွေတပ်ပေါ်မှုတွေကြောင့်ကြောက်အံ့ရွာမှာရှိတဲ့အိမ်ကြီးတော်မှပျက်စီးကုန်ပါပြီ။နှကားကြီးရဲ့လက်ချက်ကြောင့်မွေကြီးလည်းမြေပေါ်ဖုံးကနေကျသွားခဲ့ပြီ။တဖြည်းဖြည်းနဲ့ကဝေအိုရဲ့အသွင်ပြောင်းပြီးမြေပေါ်မှာခွေကလဲနေခဲ့ပါတယ်။ဆုံးမတွေကလည်းကဝေအိုစီကိုအပြေးသွားပြီးတော့ထုပေးကြတယ်။နှကားကြီးကလည်းသူ့ရဲ့မူလအသွင်တောင်ဝေးတန်ကိုပြောင်းလဲပြီးဖွားမေစိန်လက်ထဲကိုရောက်လာခဲ့ပါတယ်။ကဲသမီးတို့ဖွားဆိုတဲ့အတိုင်းလိုက်စို့။ဒီလိုနဲ့ဖွားမေစိန်ကရှင်ညုံနဲ့တောင်တော်ခန့်ကိုပြောပါတယ်။ ရှင်ညိုတို့လည်းကောင်းနေကြတယ်ကျွန်ုပ်ခေါ်သည်ဖိုးမောင်ဆိုတဲ့ကဝေးရဲ့လက်ချက်ကြောင့်အသက်သေခဲ့ရတဲ့သူတိုင်းကြားစေရမည်တင်တို့ကျွန်ုပ်ခေါ်တယ်တင်တို့ဘဝဖြည့်ဆည်းခဲ့တဲ့ဖိုးမောင်ဆိုတဲ့ကဝေးကိုတင်တို့ပြန်လက်စားချေရမယ်ကျွန်ုပ်ခေါ်တယ်တင်တို့အလျှောက်လာပြီးလက်စားချေကြပါဖွားမဲစိန်တို့ရဲ့အမိန်တန်တို့ကြောင့်လေညာတဝေါ်ဝေါ်တိုက်လာခဲ့တယ်ရွာပြမှာရှိတဲ့တစ်ပင်ချောက်ကြီးအောင်မှာဝုန်းကနေလဲကျသွားတယ် မြေကြီးအတွင်းအနေနဲ့နန္နာဘွားတွေထွက်လာခဲ့တာကြောင့်စုံမရာမှာအဲ့နန္နာဘွားတွေကိုပြန်လဲခုခံတားဆီးနေကြတယ်။တိုင်းမဲ့ကဝေဦးကြောင့်အသက်ပေးခဲ့ရတဲ့နန္နာဘွားတွေကလည်းလက်စားချေလို့စိတ်တွေပြင်းထန်နေခဲ့ကြတယ်လေ။ဘယ်စရာမှမသိပဲနဲ့လွင်ပြီးတော့ရောက်လာခဲ့တဲ့အခေါင်းကြီးတစ်ခု။အဲ့အခေါင်းကြီးကိုကြည့်ပြီးရှင်ညိုရင်းနှီးနေတဲ့အောင်ထင်မိတယ်။အဲ့ဒီအပြင်ကရွာကိုကြောက်ခိုက်ပြီးထွက်သွားတဲ့ထမင်းရင်ရှားနဲ့မိမကြီးနဲ့ခွေးနဲ့ကြီးတကောင်လည်းရှင်ညိုမြင်လိုက်ရတယ်။ စုံမတွေကကဝေအိုတွဲခေါ်ပြီးတော့ထွက်ပြေးဖို့လိုကြပေမဲ့လည်းအရှာမထင်ခဲ့ပါဘူး။မရတဲ့အဆုံးကဝေအိုပြစ်ချထားခဲ့ပြီးကိုလိုရုံပြီးတော့ထွက်ပြေးကြတယ်။နာနာဘွားတွေကြောင့်ကဝေအိုကသူ့ရဲ့နဂိုမူလာအိုမင်းရွတ်တော်နေတဲ့အဖိုးပေါ်စံပြောင်းလဲသွားကအဲ့ဒီနေရာမှာပဲသေဆုံးသွားခဲ့ပါတယ်။နာနာဘွားတွေကကဝေအိုရဲ့အလံကိုအခေါင်းကြီးထဲကိုထည့်ယူပြီးတော့တည်သွားကြပြန်တယ်။အဖွာသူတို့ကဒီအခေါင်းကြီးကိုတိတ်ပါသွားလို့ကြမလို့အော်တမီးရေဒီအခေါင်းကကဝေရဲ့ဝိညာဉ်ကိုဘယ်မှထွက်မပြေးနိုင်စီမံထားတဲ့အခေါင်းပဲအေး မပူပါနဲ့ဒင်းကိုငရဲစီအရာခေါ်သွားကြမှာပါဟိုကျုံနားမလဲတော့အဖွားအဖွားကရောဒီကဝေးရဲ့နာမည်ဘလို့လို့သိရလဲနောက်ပြီးတော့အစောကထမင်းရင်ရှားနဲ့မိမကြီးကရောဘသူလဲရှင်ညိုလေသိကျင်စိတ်တွေများနေခဲ့ပါတယ်ဒေါနာခန်းတို့လည်းဖွားမဲ့စိန်ဖြေမဲ့ဖြေကိုစောင့်ဆိုင်ကနားထောင်နေခဲ့ကြတယ်စစောကဖွားရဲ့အရေးကိုချုပ်ထားသမီးတို့မြင်နေမဟုတ်လားအဲ့ဒီအချိန်မှာဖွားရဲ့အာယုံနဲ့ဆရာသခင်ရောက်လာခဲ့တယ်ကဝေအိုရဲ့နာမည်ခေါ်ပြီးသူ့ရဲ့ပညာနှိမ်မှုနဲ့လာကူမဲ့သူရဲ့နာမည်ကိုပြောသွားသေးတယ် လာကူမဲ့သူဘသူကူလို့လဲဘွာ။အိုကျုပ်တို့ဘာသာနိုင်ခဲ့တာမဟုတ်ဘူးလား။မှန်ပါတယ်။ဖွားတို့ဘာသာနိုင်ခဲ့တာပါ။ဒါပေမဲ့အခေါင်းလာပိုးသွားတဲ့သူကတခြားသူမဟုတ်ဘူးတမီ။မဖဲဝါပဲ။မဖဲဝါ။အော်မဖဲဝါကိုယ်တိုင်ရောက်လာတာပဲ။ရှင်ညိုရဲ့စကားကိုဖွားမဲ့စင်ကောင်းငှိလိုက်ပါတယ်။အမေကြီးကျုပ်တို့သွားမှဖြစ်တော့မယ်။ဒီပါကြီးကစပြီးပြက်စီးလာပြီ။ဒေါနာခန်းတတိပေးမှဖွားမဲ့စင်တို့လည်းကြောက်အံ့ရောတတိထားမိတယ်။ရွာထဲမှာရှိတဲ့အိမ်ကြီးတောင်မှမြေကြီးတဲ့ကိုနင်းမြုပ်နေပြီလေ။ ကဲကဲမြေမြရွာပြင်ထွက်ကြစို့ဖွမ်းမဲ့စိန်တို့လည်းခက်မြက်မြန်ပဲရွာပြင်ထွက်လာခဲ့ကြတယ်။ကဝေးအိုဖန်တီးထားတဲ့ကြောက်အင်းရွာတွေမကသူ့ရဲ့အပင်ကြောက်ကြီးပါအတူတူမြေထဲကိုနေဝင်ပြီးတော့ပြက်ွယ်သွားပါတော့။ဖွာဟိုဆုံးမတွေကိုလိုက်မဖမ်းကြတော့ဘူးလား။သူတို့လည်းဒီနေရာကိုပြန်လာရဲတော့မှာတော့မဟုတ်ဘူးကွ။ပြေးနိုင်သမျှပြေးကြပါစေတော့လေ။ကဝေးအိုနှိမ်နေမိပြီဖြစ်တာကြောင့်ထွက်ပြေးသွားတဲ့ဆုံးမတွေကိုတော့လိုက်မရှာပြကြတော့ပါဘူး။ဟေ့ကျွတ်တော့မိုးလင်းမှာပဲလာရလောက် ပြန်ကြပါတော့အခုတော့ဒီနားမှာပဲနားကြရအောင်ဗျာ။ ဖောင်းမဲဆိုင်တို့လည်းကြောက်အံ့ရွာရဲ့အပြင်မှာသာအနားယူကြတယ်။မိဘုံလေးရဲ့နှပေးမှာအကျန်းရည်လေးတောင်းရင်အဲ့တညာလုံးဘသူမှမအိပ်ဖြစ်ကြောင်းကလေးမလေးလာကြလေပုံးခွဲပြီးကြည်နေတဲ့ကလေးမလေးမြောက်ကိုတော်တော်ခန်းကမိဘုံနှပေးကိုခေါ်ပါတယ်။ဖောင်းမဲဆိုင်ကတော့ကလေးမလေးကိုကြည်ပြီးပြုံးပြနေခဲ့တယ်။ကလေးမလေးတွေကလည်းကြောက်စိတ်မရှိတော့ဘဲအနားကိုရဲရဲတင့်တင့်ပဲလာထိုင်ကြပါတယ်။ညီမလေးတို့နာမည်ရဘလို့ခေါ်ကြလဲ။ကျုပ်နာမည်ကမိကျွဲပါသူနာမည်ကတော့လှတင်းနဲ့ညီမလေးတို့ဒီဘွားကြီးကနေမကျွလို့ချင်ကြဘူးလား။ ရှင်ညောအမေတော့ကလေးမလေးတွေအံ့ဩသွားကြတယ်။ခေါင်းအစမပြတ်ညိပ်ပြီးကျွလို့ချနာပေါ်မမရဲ့ကျွတို့ဒီတော့ထဲမှာနေတာကြာလှပေါ်ကျွလို့နိုင်မှုကုညီမဲ့သူမှမရှိအားအဲ့လိုပြောကြရှာပါတယ်။မပူနေတော့အမတို့ကုညီမှာပေါ်ညီမလေးတို့ရဲ့ညီမလေးတို့လမ်းပြပေးလို့ကဝေအိုလည်းအမတို့ရှင်းပြနိုင်ခဲ့ပြီလေ။ဒီတော့ညီမလေးတို့အမတို့ကပြန်ပြီးကုညီပေးရမှာပေါ့။ဒါဆိုမမတို့ကညီမတို့ဒီဘွားကြီးကနေကျွလို့တကယ်ကုညီကြမှာပေါ့။ရှင်ညိုလည်းခေါင်းညှိလိုက်ပါတယ်။ ပြီးရင်တော့ဖွားမယ်စိန်တို့ကြည့်တော့ဖွားမယ်စိန်တို့ကနားလဲတဲ့ဟန်နဲ့ကောင်းညိကြတယ်ဒီလိုနဲ့မိကျဲနဲ့လှတဲ့အညအညအညယူတော်မူကြပါကုန်တော့တာဒုတာဒုတာဒုသုံးချိန်သုံးကတံပြန်ရွဆိုကြတော့ခလေးမနှောက်ကဝမ်းတာမျက်ရည်များကြရင်တာရုခေါ်ကြပါတယ်မမကျေးဇူးတင်ပါရဲ့နော်တာရုခေါ်ပြီးရင်တော့ခလေးမလေးတွေကရှင်ညိုကျေးဇူးတင်စကားပြောဆိုရင်ထိုင်နေရကနေပျောက်ကွယ်သွားပါတော့တယ်ရှင်ညို သူတို့တကယ်ကျွတ်လွတ်သွားလားဟုတ်တယ်ကိုကြီးတို့သူတို့တွေဒီဘွားကျွတ်လွတ်သွားကြပြီရှင်ညိုလေပြုံးမိတာဖြေပါတယ်ကလေးမလေးတွေအတွက်ရှင်ညိုခင်ဗျဝမ်းသာနေရှာတယ်ဟဲ့ရှင်ညိုဒါနဲ့ငနဲ့ကြီးတို့ပြန်ပါမလားလားမောင်အောင်ကရုတ်တရက်မီတော့ရှင်ညိုကဒေါ်နော်ခန်းကိုကြည့်တယ်ကြည့်နေရင်လည်းမနှစ်ယောက်သားထပြီးတော့ရှီမောကြတော့မောင်အောင်တို့လည်းနားမလဲဖြစ်သွားတယ်ဒီလိုကွယ်သူတို့မွေထားတဲ့တရေတွေကအခုချိန်လောက်ဆိုရွာတော့ပြန်ရောက်နေလောက်ပြီမောင်အောင်ရဲ့ဗျာရွာပြောက်တယ်ဘလို့ကြည့်လဲဘွားရဲ့ ဟုတ်တယ်ကိုကြီးအောင်တရေရီဆိုတာကစိတ်ဝိညာဉ်နဲ့လွှင့်ကြတာများတယ်နေရာတစ်ခုရောက်ဖို့ကျုပ်တို့လိုချီလင်းသွားနေကြမင်းလို့များထင်နေရလားတော့အိုးမတည်ဘူးလေဟာတို့နဲ့များအတူတူလိုက်လာကြရလားလို့လိုက်ပါတော့ဒါပေမဲ့ကျုပ်တို့မှာတို့နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေပါလာပြီးသားလေဒါကြောင့်လေကျုပ်တို့လိုတဲ့ချိန်လှက်ခေါ်လို့ရတာပေါ့အော်အဲ့လိုလားရှင်ညိုကမောင်အုံးကိုရှင်းပြပေးရှာတယ်မောင်အုံးတည်းမကမောင်တိုးလဲနားလေသွားတယ်ဒီလိုနဲ့မိုးလင်းလာတာနဲ့ကြောက်အင်ရွာထိပ်ကနေထွက်လာခဲ့ကြပါတယ် ဟောအမေကြီးတို့တော့ရောက်နေကြပြီပဲဗျရွာသားကြီးနှစ်ယောက်ကဖောမေစိန်တို့မြင်တော့ဝမ်းသာအားရပြောကြတယ်အေးကွဲဖောတို့လည်းကိစ္စပြရနဲ့လာဆောင်နေကြအကွက်ရွာလူတွေကလည်းမျောနေကြတာဗျအမေကြီးတို့ဘေးကင်းဖို့လေသူတို့ခင်ဗျာစုရီတောင်းနေလဲကြတယ်များဗျအမေကြီးတို့မြင်စေချင်ပါတယ်ဖောမေစိန်တို့လည်းစကားလေးတပြောပြောနဲ့ရွာသားကြီးနှစ်ယောက်ရဲ့လှေကလေးပေါ်မှာထိုင်လိုက်လာကြတယ်ကြည့်ဖို့ရရဲ့လှေစိတ်ကိုရောက်တော့ထိုင်ဆောင်နေကြတဲ့သူတွေကိုမြင်လိုက်ရတော့ဖောင်းမဲ့စိန်တော်မှာအံ့ဩသွားခဲ့ပါတယ် ဟေးအမေကြီးတို့ပြန်လာပြီဗျအမေကျုပ်လက်ကိုတွဲဆင်းဗျဟေးတဲစားရှာကူတဲကြပါအောင်ဟာတကြီးဥစိန်ထွန်းနဲ့အုတ်အော်တို့ကအတော်လေးပျော်နေကြတယ်အုတ်အော်ဆိုအကိုဖြစ်သူနှစ်ယောက်ကိုဖတ်လို့တော်မှထားတာပါမောင်စိန်ထွန်းခမရအမေကြီးဖွားတို့ကြောက်အင်ရွာကဝေးအိုရှင်းပြနိုင်ခဲ့ပြီကွမောင်ရင်တို့စိတ်အေးလက်အေးနေလို့ရပါပြီကြားကြရလားဟေ့အမေကြီးတို့ကကဝေးအိုရှင်းပြခဲ့ပြီတဲ့ဝမ်းတလိုက်တာဗျာကျုပ်ကလေအမေကြီးတို့နိုင်မယ်လို့ကြိုပြီးတော့တွေးထားပြီးသားဗျာ တကြီးကဝမ်းသာအားရနဲ့အော်ပြီးတော့ပြောပါတယ်ရွာတကြီးတချို့ဆိုရင်ပျော်လွန်လို့ကွေးနေအောင်တော့မှကခုန်နေကြရှာပါတယ်အိမ်နေရဘွားမယ်စိန်တို့လည်းတကြီးဥစိန်ထွေးရဲ့အိမ်မှာအနားယူကြတယ်လူတွေများလာကြည်လားဗျာအမေကြီးကိုအနားယူပါစေဦးတကြီးဥစိန်ထွေးရဲ့အိမ်ဝိုင်းထဲမှာရွာသူရွာသားတွေရောက်နေကြပါတယ်တကြီးကလည်းတော့ကျွတ်တို့အမေကြီးဆရာနေရေမန်းလေးတောင်းမလို့ပါဟုတ်တယ်တော့အမေကြီးရေမန်းလေးယူထားတော့ကျွတ်တို့လည်းအနေရကင်းတာပေါ့ ရေမှန်းလိုချင်နေတဲ့ရွာသူတို့ရဲ့စကားတွေကိုဖွားမယ်စင်ကြားပါတယ်။အားလုံးကလိုချင်နေကြရဆိုရင်လှုပ်ပေးရမှာပေါ့ကွယ်။အဲ့လိုပြောပြီးတော့ရေမှန်းများစီရင်မိပြီးတော့ရွာသူရွာသားတွေလူရာရတာကြောင့်ဝမ်းသာစွာနဲ့ပဲအိမ်ပြန်သွားကြပါတယ်။အမေကြီးကိုလည်းကောင်းကောင်းမနာကြရပါလားဗျာ။ရပါတယ်ကွယ်။နားတင်းတလောက်လည်းနားပြီးပါပြီ။မမရှင်ညို့ကျွတ်တို့ရွာထဲသွားလေကြအောင်။ဟေးအော်အော်မင်းအမေအမကိုပဲခေါ်ရလား။ငါတို့မပါဘူးလားကွာ။ ပါပါရဲကိုကြီးတို့ရကျုပ်ကကိုကြီးအုပ်ကိုပြောထားပြီးသားပါဗျသိပါကွာမင်းကလူများရွေးခေါ်နေသလားလို့မောင်တိုးရဲ့စကားကြောင့်အော်အော်ရှက်သွားပါတယ်ကဲပါကိုကြီးတို့ရခလေးကိုသွားစမလေးစမ်းပါနဲ့ကဲအော်အော်ရွာထဲသွားမှဆိုရင်သွားကြပါဗျဟုတ်မမရှင်ညိုအော်အော်ကမောင်အိုးရဲ့လမ်းမောင်တွေ့ပြီးရွာထဲကိုအလဲလိုက်ပို့ပေးပါတယ်ရွာလေးမှာရှိရဲ့ကြာကန်စီကိုရောက်တော့မမရှင်ညိုကြာပန်းလို့ခြင်းလားဟွန်းမမကြာပန်းကိုဒီတိုင်းလေးကြည့်ရပဲသဘောကျတာဟုတ်လားအော်အော်ကတော့ကြာပန်းကြိုက်တယ် ဒါဆိုကိုကြီးအောင်ဆင်းခုပေးလိုက်လေဗျာ။အိုးအော်ကကြာမှန်းကြိုက်တယ်တဲ့။ဟေးရေကနှစ်တလားမှမတီးရကွာမဆင်းရဲပါဘူး။မနှက်ပါဘူးပေါင်နေထိပဲရှိရ။အိုးအော်ရဆင်းနေကြပါ။ဟုတ်လား။အဲ့လိုမောင်အောင်ကပြောတော့မောင်တူဟာတထောင်နဲ့တွေ့ပြီးကြာမှန်းဆင်းခုခိုင်းပါတယ်။ခူးကြမအောင်ဆိုကွာမင်းဘလို့ဖြစ်နေလဲမောင်တူ။မောင်အောင်ကအဲ့လောက်သာပြောရသေးတယ်။အိုးအောကမျက်ရည်အဝိုင်းသားဖြစ်ပြီးသွားတော့ကိုရှင်ညုံနဲ့မောင်တူတို့သတိထားမိလိုက်ကြပါရဲ့။ကဲပါ၊ကြာပန်းလဲဆင်းမခုကြနဲ့မိုးလဲချွတ်တော့မယ်။အိမ်ပြန်ကြစို့။ ရှင်ယောကပြောရင်လည်းအရှိအနေထွက်သွားတော့မောင်တိုလည်းအိုးအိုးရဲ့လက်ကိုဆက်ခေါ်ပြီးအင်းကိုပြန်လာခဲ့ပါတယ်။နောက်တနေ့ရောက်တော့ဖောမေစိန်တို့ရွာပြန်မှုတက်ပြင်ဆင်ကြပါပြီ။အိုးအိုးကတော့နှစ်ပြီးမှမျက်နှာငယ်လေးနဲ့ထိုင်နေခဲ့ပါတယ်။အိုးအိုးဟာတာမင်းမျက်နှာဘာဖြစ်နေရလဲ။ဘာဖြစ်ရမလဲတော့သူ့ကိုယ်ရီပြန်တော့မှဆိုတော့သူလည်းဘလို့လို့စိတ်ကောင်းမလဲ။အဲ့အသာကြီးရောအမေကြီးရဲ့သူတို့သားလေးမောင်နှမငှက်ရှာတယ်။တန်ရောစင်အားကြီးရှာတော့သူလည်းဘလို့လို့စိတ်ကောင်းမှမလဲ။ မောင်အောဖွားရရအလဲလာလို့ရတယ်နော်ကြားလားဟုတ်ကဲ့အမေကြီးဖွားမယ်စိန်တို့လေလဲရထက်ကိုတင်စားရှိရာတွေတင်ပြီးရင်တော့တကြီးဦးစိန်ထုံးတို့ကိုနှုတ်ဆက်ပါတယ်ကျွတ်ရရအလဲလာကြပါအောင်ဗျာအမေကြီးတို့ကျွတ်အမြဲကြိုဆိုနေမှာပါတကြီးကပြောရှာပါတယ်ဒီလိုနဲ့ဖွားမယ်စိန်တို့လဲရထက်ကိုတတားနဲ့မောင်တူရကလည်းအုတ်အုတ်ကိုနှုတ်ဆက်ကြပါတယ်ငိုစင်နေပေမဲ့လေမငုံမိအောင်ထိန်ချုံရင်းနဲ့ပြန်ကနှုတ်ဆက်နေရှာတဲ့အုပ်အုပ်ကိုကြည့်ပြီးမောင်တူတို့မှာစိတ်မကောင်းဖြစ်နေကြရှာပါတယ် တောင်ထွန်းရွာကိုအပြန်လမ်းမှာတော့ရှင်ညိုတို့မောင်တိုတို့ရဲ့စိတ်တွေမပျော်ရွှင်ကြတော့ပါဘူး။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရတွင်မှာလဲကြန့်ရှိနေသေးတဲ့ပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှာဆင်မှုလဲမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့အထောက်ချင်းစီတိုင်းကိုလဲကျေးဇူးတူပဲတင်ရှိပါရရှင်။